အားလုံးပဲမင်္ဂလာပါ VO3 နဲ့ Video Fan Dini လေးကြည်ကြည်ရအောင်တို့အဖတို့ရေ VO3 ဘယ်လိုသုံးရမလဲဆိုတာသိကြလားဘာမှမခက်ဘူးလေလွယ်လွယ်ကူကူသုံးလို့ရပါဟောလားရှင်မတို့ရေ AI နဲ့ပတ်သက်တဲ့သတင်းလေးတစ်ခုပြောချင်လို့တော့ရေပြောပါဦးတော့ဒါမျိုးသိချင်နေတာ Hey girls, I've got something to share about AI. Just a little news. ငါကောင်တို့ရေ Video 3ကိုလွယ်လွယ်ကူကူသုံးလို့ရနေပြီဟာ ညံညံပြောပါဟာငါအဲ့ဒါတုံးကြည့်ချင်နေတာကြာနေပြီဘုမအစင်လေးတော့ဟုတ်ပဲကြုတ်ဝဲပဲဖြစ်လိုက်ပါတော့တို့ဒီလိုမျိုးဗီဒီယိုလေးတွေဘယ်လိုဖန်တီးမလဲပေါ့နော်အဲ့တော့ VO3 ကနာမည်ကြီးနေတယ်ဒါပေမဲ့တချို့ကမသုံးတတ်ကြသေးဘူးပေါ့နော်ဘာလို့မသုံးတတ်ကြသေးလဲဆိုတော့အဆင့်နေရာများတယ်ဗျာ ျွန်တော်တို့အာ education email တွေလိုအပ်နေတာတို့เนาะပြီးလို့ရှိရင် bank card တွေတို့အဲ့လိုမျိုးတွေရှိနေတဲ့အတွက်ပြီးတော့မြန်မာနိုင်ငံကိုလည်းသုံးဝင်ပေးမှထားတဲ့အတွက်ကျွန်တော်တို့ကသုံးရတာခက်နေတယ်အဲ့တော့အခုကြတော့လွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ Canva ကနေသုံးလို့ရမယ် Canva ကနေသုံးလို့ရတဲ့အတွက်ဒါပေမဲ့သူကဟို video blog ပဲထုတ်ရမယ်ဆိုတော့ကန်တက်ချက်တော့ရှိမယ်ပေါ့เนาะဝယ်သုံးရင်လည်းကန်တက်ချက်ကတော့ရှိမှာပါပဲအဲ့တော့ကျွန်တော်တို့ Canva ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ www.canva.com ကိုတစ်ခါတည်းဝင်လိုက်လည်းရတယ် เนาะအဲ့လိုမျိုးမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ဒီ browser ရဲ့ဒီ search မှာဒီ canva လို့ရိုက်ပြီး enter ခေါက်လိုက်ရင်လည်းကျွန်တော်တို့ဒီထဲကိုရောက်မယ်ပေါ့เนาะအဲ့တော့ပထမဆုံးပေါ်လာတဲ့ဒီ link ထဲကို canva ထဲကိုဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ဒါ canva ထဲကိုရောက်ပြီအဲ့တော့ဒီ canva ကလည်းဒါဝယ်သုံးတဲ့လူပေါ့เนาะဝယ်သုံးတဲ့လူတွေအတွက်ဘယ်ဒီ VO3 ကိုသုံးခွင့်ပေးထားတာဒါပေမဲ့ဝယ်မသုံးမဲနဲ့လည်းသုံးလို့ရတဲ့နည်းလမ်းတွေတော့ရှိတယ်ကိုယ့်ရဲ့ bank card ပေါ့เนาะ UAB visa card တို့เนาะဒါမှမဟုတ်လို့ရှိရင် เออาร์บันရဲ့เนาะ ARP ARP ရဲ့ visa card တွေရှိတယ်လीအဲ့လိုမျိုး card တွေကိုကျွန်တော်တို့ကဒီမှာဒီ canva မှာအဲရိုက်ပဲထည့်လိုက်လို့မယ်အဲဝယ်သုံးတဲ့ဟာကိုပေါ့နော်သုံးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တစ်လ free ရတယ်တစ်လအလကားသုံးလို့ရတာဖြစ်တဲ့အတွက်အဲ့လိုမျိုး card နှစ်ခုတွေအဲမြန်မာ visa card တွေတွေကတစ်ခုခုရှိထားမယ်ဆိုရင်ကျွန်တော်တို့က free ဒီ canva ကိုတစ်လသုံးဝင်ရမှာဖြစ်တဲ့အတွက် VO3 ကိုလည်းလောလောကူကူနဲ့ဖန်တီးလို့ရမှာဖြစ်တယ်အဲ့တော့အလားမျိုးလေးမသိလို့ရှိရင်လည်းလာမေးလို့ရတယ်ပေါ့နော် ။ဟောအဲ့တော့ဒီမှာကျွန်တော်တို့ဒီထဲကိုရပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာ Canva AI ဆိုတော့နှိပ်လိုက်တာနဲ့နှိပ်လိုက်လို့ရပြီပေါ့နော်။အဲအဲ့လိုမျိုးမသွားခြင်းလဲကျွန်တော်ဒီနေရာမှာရှိတယ်ပေါ့။ဒီ၃မျိုးထဲမှာဒီမှာ Canva AI လို့ဒီနေရာမှာလည်းရှိတယ်။ဒီဘယ်ဘက်မှာလည်းရှိနေတယ်ပေါ့နော်။အဲ့တော့အဲ့ထဲကတစ်ခုကိုကျွန်တော်ရွေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဗီဒီယိုတွေဖန်တီးလို့ရအဲ့တော့ကျွန်တော်တို့ကဒီမှာဒီ tab တွေကနေကျွန်တော်တို့ကပုံလဲဖန်တီးနေတာမဟုတ်ဒါတွေလဲလုတ်နေတာမဟုတ်တဲ့အတွက်နောက်ဆုံးတစ်ခုဖြစ်တဲ့ဒီမှာ ဒီဟာလေးကိုနှိပ်လိုက်ပေါ့နော်ဗီဒီယိုကလစ်ဆိုတာလေးကိုနှိပ်လိုက်အဲ့တော့ဒါလေးကဒီနေရာကိုရွေးချယ်ပြီးသားဖြစ်နေရမယ်ပေါ့နော်အဲ့တော့သူဒီစောစောကပြောသလို pro user တွေပဲရတာဖြစ်တယ်ပဲကျွန်တော်တို့ကဘန်ကတ်လေးထည့်လိုက်ပြီးတော့တလား free သုံးဝင်ရှိပါတယ်နော်အဲ့တော့ဟုတ်ပြီအဲ့မျိုးဒါမျိုးလုတ်ပြီးပြီဆိုရင်ကျွန်တော်တို့အောက်မှာနည်းနည်းစဉ်းကြည့်လိုက်ပြီးဒီမှာဒီကြောင်လေးလမ်းလျှောက်တဲ့ပုံပါညာနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒါနဲ့သက်ဆိုင်တဲ့ print ကိုရမှာဖြစ်တယ်ပေါ့နော်ဟောအဲ့တော့ဒါကြီးကိုတော့ကျွန်တော်ကလိုချင်တာမဟုတ်ဘူးပေါ့နော်လိုချင်တာမဟုတ်တဲ့အတွက်အဲဒါဒါကို အဟိုဖြစ်မှန်ပေါ့အဲ့တော့ကျွန်တော်ကအခုလောလောဆယ်အဒီဒီထဲမှာ print print မဲ့ကိုကိုတိုင်းမဲ့ဒီထဲမှာ print ရေးထဲမှာပေါ့နော် print ရေးထဲမှာဖြစ်တယ်ပြီးတော့ဒီမှာ style တို့ဘာတို့ရွေးလို့ရတယ်မှာဒါပါထားပါတော့အဲဒါလေးတစ်ခုကိုကြိုက်တာလေးတစ်ခုရွေးလိုက်ပေါ့နော် realistic ဖြစ်နေတာကျွန်တော်ကဒီမှာ ဒါလေးကိုရွေးလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် ratio ကတော့ကျွန်တော်တို့ကဒီမှာ16:9ရှိရယ်16:9ကတော့ကျွန်တော်တို့ဒါ video တွေရဲ့ပုံမှန်ဆိုင်ပဲပေါ့နော်96ဆိုရင်တော့ဒါ TikTok လို YouTube site တို့ပေါ့နော်ကျွန်တော်16:9ပဲထွက်စီချင်တယ်ဆို16:9ပေါ့နော်အဲ duration ကတော့8စက္ကန့်ပဲရမယ် video တစ်ပုတ်ကို8စက္ကန့်ပေါ့နော်အဲ့လိုမျိုးရမယ်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ lighting တို့ဘာလို့လဲရွေးလို့ရတယ်ဗျာမရွေးလဲဘာမှမဖြစ်ဘူးကျွန်တော်တော့တော်တော်တယ်ဒီမှာ golden hours ဆိုတော့ရွေးလိုက်မယ်ပေါ့နော်အာကျွန်တော်တို့က ဒီ prompt ရေးဖို့အတွက်ကိုကအင်္ဂလိပ်စာလည်းသိမရဘူးဆိုရင်ကျွန်တော်တို့ကဒီမြန်မာလိုရေးပြီးတော့ AI ကိုပဲအင်္ဂလိပ်လိုပြန်ခိုင်းလိုက်လို့ရတယ်။ဒါမှမဟုတ် AI ကိုပဲရေးခိုင်းလိုက်လို့ရေးခိုင်းလိုက်ရင်လည်းရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာပုံမှန်အားဖြင့်ကျွန်တော်တို့ကဒီ ChatGPT ကိုကတော့သုံးကြတယ်လေ။နော် ChatGPT ရဲ့ကျွန်တော်ဝင်လိုက်ပေါ့နော် ChatGPT ရဲ့ဝင်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကအာဘာလုပ်လို့ရလဲဆိုတော့ဒီ ChatGPT ကိုပဲ prompt ထုတ်ခိုင်းလို့လည်းရတယ်။နော်အဲ့တော့ဘယ်လိုထုတ်ခိုင်းမလဲဆိုတော့ဥမာထားပါတော့ကျွန်တော်ကဒီမှာကြိုရေးထားတာလေးရှိတယ်။ကျွန်တော်က prompt prawn လေးတစ်ခုပေးပါပေါ့နော်အဲ့ဒီ prawn ကဘာလဲဆိုတော့ဒီမြမအမျိုးသမီးလေးတွေကဒီမှာအဲဒီမှာဗမာလူလေးပါရေးပေးထားတယ်နော်လူတယောက်ဖြတ်သွားတဲ့အချိန်မှာသူတို့ပြောနေတဲ့စကားလေးပေါ့နော်အဲ့ဒီစကားလေးကိုကျွန်တော်က copy ကူးလိုက်ပြီးတော့အဲ့ဒီ chat gpt ထဲကိုပဲထည့်ပေးလိုက်မယ်ဒါဆိုရင် chat gpt ကိုကျွန်တော်တို့ကဒီဒါနဲ့ပတ်သက်တဲ့ prompt ကိုဖန်တီးခိုင်းတာပေါ့နော်သူ့ကိုပဲရေးခိုင်းတာတော့လောလောဆယ်ဗီဒီယိုမထုတ်သေးဘူးနော် chat gpt မှာ chat gpt ကလူတိုင်းသုံးအဲသုံးနေရဖြစ်တဲ့အတွက်အသေးစိတ်မပြောတော့ဘူးဒီ prompt လေးကိုသူ့ကိုရေးခိုင်းလိုက်တာ နော်ကိုယ်တိုင်မရေကိုယ်တိုင်မရေးခြင်းလို့ပေါ့နော်ကိုယ်တိုင်မရေးနိုင်ဘူးဆိုရင်ဒါမှမဟုတ်ဗမာလိုရေးပြီးမှသူ့ကိုအဲ deep sea လို့ပါတော့အင်္ဂလိပ်လို့ပြန်ခိုင်းလိုက်ရတယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးကျွန်တော်လုပ်လိုက်တယ်လုပ်လိုက်လို့ရှိရင်ဒါ ChatGPT ကနေကျွန်တော်တို့ကိုအဲဒီဟွာကိုဒီ prompt ကို ရေးပေးတာဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ prompt လေးကိုတော့ရပြီအဲ့တော့ကျွန်တော်သူ့ရဲ့ prompt ကိုကျွန်တော်ကူးလိုက်မယ်ဒါပေချာတော့ဖန်ကြည့်နေတော့ဗျာဒါအစမ်းလုပ်ပြရဆိုတော့နော်အဲ့သူရဲ့ print ကိုလောလောဆယ်ဒီတက်ခဏထည့်လိုက်ပြီ။သူကဒီမှာမြန်မာလိုကျွန်တော်ရေးထားတဲ့နောက်မှာသူကအင်္ဂလိပ်လိုပါလာရေးပြတယ်။နော်။ တော့ကျွန်တော်မကြိုက်ဘူးဗျာကျွန်တော်အင်္ဂလိပ်လိုအတန်ထွက်စီခြင်းမျိုးဆိုရင်ကျွန်တော်ဖြတ်ပြလိုက်လို့ရတယ်ပြီးလို့ရှင်ဒီမှာလဲဟုတ်တယ်ဒီမှာအင်္ဂလိပ်လို तू ကထပ်ပြီးတော့အဲရေးပြရင်အဲ့အဲ့ဒါကိုကျွန်တော်ဖြတ်ပြလိုက်မှာပေါ့နော်ဖြတ်ပြလိုက်ပြီးတော့ကျွန်တော်တို့ဒါဖုန်းနဲ့လည်းရပါတယ်နော်ကျွန်တော်ကတော့ကွန်ပျူတာနဲ့ပြတယ်အဲ့တော့ကျွန်တော်ဒါဒါကြီးတစ်ခုလုံး copy ကူးလိုက်မှာပေါ့နော်ဒါကြီးတစ်ခုလုံးကို အဲ copy ကူးလိုက်ပြီးတော့ကျွန်တော်တို့ဒီဒီစောစောက canva ရဲ့ဒီနေရာကိုလာထည့်ပြလိုက်မယ် paste ချပြလိုက်မယ်ပြီးရင်ကျွန်တော် duration တွေဘာတွေအားလုံးလဲရွေးပြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါလေးကိုနှိပ်ပြီးတော့သူ video ထုတ်တာကိုအဲစောင့်ကြည့်ရုံပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကဲလို့ canva ကနေသတ်မှတ်ထားတဲ့ဒီကန့်သက်ထားတဲ့စလုံးတွေပေါ့နော်ဥမာထားပါတော့ဗျာအမျိုးသမီးတွေနဲ့ပတ်သက်တာကိုသူက sexy တို့ဘာတို့အဲ့လိုမျိုးလေးပေါ့နော်ဆိုရင်တော့သူက အဲရချင်မှရလိမ့်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ canva မှာလည်းသူ့ရဲ့ policy တော့ရှိတယ်ပေါ့နော်။တချို့ဟာတွေကတော့ तू က can တက်ချက်တော့ရှိလိမ့်မယ်။အဲအဲ့တော့ဒါဗီဒီယိုလေးထုတ်ဖို့အတွက် तू ကများသောအားဖြင့်အဲ10မိနစ်9မိနစ်လောက်တော့10မိနစ်9မိနစ်တော့မကြာပါဘူးနော်။အဲ့လိုမျိုးလေးတွေအဲ तू ထုတ်နေလိမ့်မယ်။ပြီးလို့ရှိရင်အဲ့တော့ကျွန်တော်တို့က bank account နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာက UAB bank account တို့ AR bank account တို့ကိုကျွန်တော်တို့ ီ online ကနေပဲလုပ်လို့ရတယ်ဒါပေမဲ့ကိုကကိုလောက်တာကစိတ်ချရတဲ့ page ဖြစ်ဖို့တော့လိုတယ်ပေါ့နော်စိတ်ချရတဲ့အာ sorry ဒီ air ban ကတ်လုပ်ဖို့အတွက်ဗျာဒီဟို page တွေပါတွေသွားအကူအညီတောင်းကြံမလို့ဗျာကိုဘသာကိုဒီ online ကနေရှောက်လို့ရတယ်ကိုယ်တိုင်ရှောက်လိုက်လို့ရှိရင် air ban ရဲ့ visa ကတ်ရပါတယ်အခက်ခဲရှိရင် မသိရင်လာမေးလို့ရတယ်ပြီးရင် UAB ကတော့ကျွန်တော်ကတော့ဒီစိတ်ချရတဲ့ page တစ်ခုရှာပြီးတော့အဲ UAB ရှောက်လိုက်တာပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ဒါအာဒီ ဒီဘန်ကတ်ရပြီဘန်ကတ်ရပြီဆိုဒီ AI ဒီကမ်ပါမှာကျွန်တော်တို့ကအဲ့ဘန်ကတ်ကိုလာထည့်ပြီးတော့တလား free သုံးဝင်းရှိတယ်။ဒါပေမဲ့တလားပြည့်လို့ရှိရင်ကိုယ့်ရဲ့ဒီဘန်ကတ်ထဲမှာပတ်စံရှိနေနောက်ထပ်တလားအတွက်သူကထပ်ဖြတ်သွားမှာဖြစ်တဲ့အတွက်အဖြည့်ပြီးလို့ရှိရင်တော့အခဏရက်ပစ်လိုက်ပေါ့နော်ရက်ပစ်လိုက်တာကောင်းတယ်။အရက်ပစ်လိုက်တယ်ဆိုတာဒီဒီဟိုပါပေါ့နော်ဟိုပတ်စံမရှိရင်တော့ဘန်ကတ်ထဲမှာပတ်စံမရှိရင်တော့ဘာမှမဖြစ်ပါဘူး။ဒီမျိုးလေးထွက်လာပြီဆိုရင်ဒါကျွန်တော်တို့ဗီဒီယိုရပြီအဲ့တော့ဒီဗီဒီယိုကိုကျွန်တော်တို့ကလိုချင်တယ်ဆိုရင်ဒီမှာဒေါင်းလုဒ်လိုရိုက်လို့ရတယ် ါဆိုရင်ကျွန်တော်တို့ရဲ့ကွန်ပျူတာထဲဒါမှမဟုတ်ဖုန်းထဲကိုရောက်သွားမှာဖြစ်တယ်အဲ့တော့ဖွင့်ကြည့်ခြင်းတော့ဒီမှာပဲဖွင့်ကြည့်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ तू ဘာဘာပြောလဲကျွန်တော်ကြည့်ကြည့်အောင် तू ထုတ်တာလေးမှန်ပြီဘုမအစင်လေးတော့ဟုတ်ပဲကြုတ်ဝဲပဲဖြစ်လိုက်ပါတော့အဲ့တော့ဒါတန်ကနည်းနည်းမြန်မာတန်ကနည်းနည်းဝင်ဘုမအစင်လေးတော့ဟုတ်ပဲကြုတ်ဝဲပဲဖြစ်လိုက်ပါတော့အဲ့တော့ဟုတ်ပါပြီဒီလောက်ဆိုရင်တော့ဒါဟို သဘောပေါက်လို့ယူမယ်ထင်ပါတယ်မသိတာရှိရင် comment မှာမေးခဲ့လို့ရပါတယ်ဒီလောက်ပါပဲ